ုတိုးအောင်မှာတို့ဆေးရိုက်တဲ့နေရာလဲတည်တည်ကြာကြာကိုပြင်ဆင်ထားတဲ့သဘောရှိတယ်ကျွန်တော်တို့ဒီပညာပိုင်းနဲ့လုပ်တဲ့ဥစားလဲတခြား plan နဲ့ချပြီးလုပ်ထားတဲ့သဘောရှိတယ်ကောင်းပါတယ်ဆေးရိုက်တဲ့ပညာဟောဒီကျွန်တော်တို့ computer နဲ့ပတ်သက်ပြီးကာလာခွဲတာတွေပါပြီးရောစီတာတွေပါတော့အကုန်လုံးပြည့်ပြည့်စုံစုံရအောင်ကောင်းပါတယ်ဒီတနေ့ကျော်ကကျွန်တော်တို့ဒီပညာထားတဲ့အတိုင်းလဲအကုန်လုံးတစ်ခုမကျန်အကုန်လုံးပြောတဲ့အတိုင်းဖြစ်တဲ့သင်တန်းပြတော့တဲ့ကြောင့်တတ်တယ်ပါ ဖုံးဖြောင်းဖြစ်ပါတယ်ပရမတော့ဒီလုပ်ငန်းကိုအဲတေးတေးလေးလို့ပဲထင်ရတာပေါ့နော်ဒါပေမဲ့လည်းတင်ရဲတင်တင်နဲ့သုံးရမြောက်တဲ့နေ့ကျတော့ကိုလှုပ်ရှားရရလဲလှုပ်ရောရင်ကိုတကယ်လှုပ်ရှင်နေဆိုလှုပ်လို့ရရအများကြီးပဲလုပ်ငန်းတစ်ခုတော့ကောင်းကောင်းတည်ထောင်လို့ရတာပေါ့ဝိုင်ဘရန်သွားခြင်းတဲ့လူဆိုရင်တော့အခြေခံကနေစပြီးတော့လူကြီးလူငယ်မျိုးရောတက်လို့ရပါတယ်ခုတို့ပါလက်တွေ့တကယ်ဒီဒစိရိုက်လုပ်ငန်းကိုတည်တည်လေးထင်မိမယ်။တုံးရအတွင်းမှာဒီလောက်ထိကြီးကျယ်ခမ်းနားမယ်လို့မထင်မိဘူးပေါ့ စနစ်ကြတာပေါ့ဒီစေးရီထဲတာကစသူကပေါင်နဲ့ချိန်တာတွေပြီးတော့စေးပေတာတွေလည်းတိတ်မတွေ့ရဘူးအစနစ်ကြမှုအချိန်ရှိမှုပေါ့အားလေးတဘောကြအဲ့တော့စနစ်တကြနဲ့တေချာတင်းတယ်ပေါ့အဲ့ဒါတော့ recommend ပေးချင်ပါထထထမဘလုံးအင်ဂျီရိုက်တာတော့ပဲဒါပေမဲ့၃ရက်ကိုတက်လိုက်တာဒါပေမဲ့ဒီ၃ရက်အတွင်းမှာဟိုဟာကျက်တောင်ရိုက်တာတွေရောအကုန်လုံးပေါ့နော် စီပွားရေးလုပ်လို့ရတဲ့အထိအကျိုးမြတ်ရတယ်။ကြော်ညာတဲ့အတိုင်းအကုန်လုံးတစ်ခုမကြံသင်ပေးရဲ့အဲ့ဒါကိုသဘောကျတယ်။အဝေးမြင့်မှာစေရိုက်လုပ်ငန်းကိုငကိုကလည်းစိတ်ဝင်စားတယ်ပေါ့နော်။အာအခုလက်ရှိလည်းဟိုဆရာတယောက်နဲ့တွေ့ပြီးတော့ဟိုပူကြီးတဲ့တည်တန်းပြီးရင်စပီးလုပ်ဖို့ပေါ့နော်။အကောင့်ထဲပေါ်ဖို့ဟိုရည်ရထားတယ်။ပြီးရကျတော့ဘယ်လောက်ထိအကျိုးရှိလဲဆိုလို့ရှိရင် ဟိုဒီကျွန်တော်တို့ခုခုဒီတန်းမှာကျတော့လက်တွေတွေပါတာပေါ့နော်လက်တွေအစာတွေတွေမဟုတ်ဘူးနဲ့လက်တွေတွေပါတယ်ဟိုဆေးတွေကို3 3 3 3ပုံ3နည်းဆေးဆောင်လည်းမကဘဲနဲ့သူနောက်ဆုံးပဲတန်တန်ရှင်းရေလောက်တဲ့အထိပေါ့နော်ဟောပြီးတော့လို့ရှိရင်ဟိုဆေးကိုဘလို့ဆေးဆေးအနေထားလက်လက်ဟိုဆေးယူတဲ့ပုံစံမျိုးပေါ့နော်ဆေးလို့ကြရအောင်အဲဘလို့ထင်ဟအောင်စအသေးစိတ်ပေါ့နော်တင်တင်ပြပေးရတယ်တကယ်လည်းအကျိုးရှိပါတယ်နော် စိတ်ရှိတာပေါ့နော်ဆရာကတယောက်ချင်းစီကိုတရားလက်တွေ့ကြကြတင်ပြပေးနေမှာလေစိတ်ရှိတယ်။အာပြီးတော့ကျတော့မနက်ကသလိုရှိရင်ကွန်ပျူတာနဲ့ပေါ့နော်စီစီစီဟိုကလာခွဲနီးတွေပေါ့နော်ကလာခွဲနီး Photoshop နဲ့တကယ်လက်တွေ့ကြကြတင်ပေးတာရည်လေအဲ့အပန်းကြီးကလည်းပို့ပြီးအားသာချက်ဖြစ်နေတယ်